ားလုံးပဲမင်္ဂလာပါဒီတစ်ခါပြပြချင်တဲ့စာအုပ်လေးရဲ့နာမည်လေးကတော့ကလေးလေးကိုမုံတဲ့ကလေးလေးကိုချစ်တယ်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာသားအီဆန်ကျိုရုပ်ပြခင်ပြောင်းမိမိကကလေးလေးတယောက်မွေးခဲ့ပါတယ်ကလေးလေးကချစ်ဖို့ကောင်းတယ်မလားမိမိကမွေးခဲ့ပါတယ်ဟင်အင်းမုံတဲ့ကလေးလေးကိုချစ်ဖို့အဖာရောက်လာခဲ့ပါတယ်ကလေးလေးကချစ်ဖို့ကောင်းတယ်မလား အဖွားကမေးခဲ့ပါတယ်ဟဲ့မောင်းနေကလေးလေးကနှုတ်ပဲတစ်ချင်လုံးတောက်နေပါတယ်ဒါကတော့တနစ်ကိုသမင်းသုံးချင်ပဲစားတာကိုကလေးလေးကဝက်နဲ့တူတဲ့ကလေးလေးကိုမုန်းတယ်ကလေးလေးကပြင်းရင်ငိုပါတယ်ဥငဲ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 အငိုတန်တဲ့ကလေးလေးကြောင့်အဲ့လိုတော့မရတော့ဘူးကလေးလေးကိုမုန်းတယ် ကလေးလေးကအဝတ်သစ်လဲဝတ်ပေးထားတာတော့ဤထက်ပါပါတဲ့ဖြူနှံလိုက်တာဖြူနှံလိုက်တာနှာခေါင်းကိုပိတ်ထားတာတော့အနံ့ကထွက်နေတဲ့ဤပေလေးကလေးလေးကိုမုန်းတယ်မိမိတငယ်ချင်းတွေကကလေးလေးကိုကြည့်ဖို့ရောက်လာခဲ့ပါတယ်ကလေးလေးအတွက်လက်ဆောင်တွေယူလာခဲ့ကြပါတယ်ကလေးအဝတ်ကလေးဖနက်ကလေးသွန်းလဲတအားအတွက်လက်ဆောင်တော့မပါလာဘူးကလေးလေးကိုမုန်းတယ် မမေမျက်လုံးကကလေးလေးကိုပဲကြည့်နေပါတယ်။မမေလက်ကကလေးလေးကိုပဲပွေဖက်ပေးနေပါတယ်။ကလေးလေးကိုတရရောက်ကလာခေါ်သွားရေကောင်းမှာပဲ။ကလေးလေးကိုမုန်းတယ်။ကလေးလေးကတညလုံးငိုပါတယ်။အတန်တော်မထွက်တော့လောက်အောင်ထိငိုခဲ့ပါတယ်။တနေရရမှာနေမကောင်းဖြစ်နေတာထင်တယ်။မမေကကလေးလေးကိုပွေပြီးဈေးရုံကိုပြေးသွားခဲ့ပါတယ်။ကလေးလေးကိုမုန်းတယ်။ ကလေးလေးမရှိတဲ့အိမ်ကတော့အရန်ကိုတိတ်ဆိတ်နေပါတယ်ဖဖေကကလေးလေးနဲ့မကောင်းလို့စိုးရင်တယ်လို့ပြောပါတယ်ဖဖေဘေးမှာလဲပြီးတပုံကိုကြည့်ခဲ့ပါတယ်ကလေးလေးတပုံတွေရေးပဲကလေးလေးကိုမောင်းတယ်အဲ့ဒီပုံကကလေးလေးမဟုတ်ဘူးဒါလေဖဖေကပြောခဲ့ပါတယ်ဒါလေကလေးလေးအရွယ်တုန်းကသူနဲ့တပုံစံသေးပဲလေဖဖေကသားကိုခက်တတင်းလေးပွေးဖက်ပေးခဲ့ပါတယ်ကလေးကိုချစ်တယ် အခုကစားပြီးချစ်တော့မှာမိမိကကလေးလေးတယောက်ကိုမွေးခဲ့ပါတယ်ကလေးကနေ့တိုင်းစားလိုက်ဤပါလိုက်ငိုလာပဲလုံနေခဲ့ပါတယ်အဲ့လာတော့လူတိုင်းကကလေးလေးကိုပဲချစ်ကြတာမလားဒါကတော့ကလေးလေးကိုမုန်းတယ်ဒါပေမဲ့တညမှာကလေးလေးနေမကောင်းဖြစ်ပါတယ်ဒါဆက်ပြီးတော့ကလေးလေးကိုမုန်းနေတယ်လားစာအုပ်တွေကတော့ဒီလောက်ပါပဲနားဆင်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်